မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီနေ့မှာတော့ဆရာက2025ခုနှစ်အော်တိုဘာလ22ရက်နေ့ရနေ့31ရက်လကုန်ထိဆယ်လာပိုင်းအတွင်းမှာအင်္ဂါသာသမီမိတ်ဆွေတွေအတွက်တာရောနဲ့တပတ်စာကညီမကိုဟောကြားပေးမှာဖြစ်တဲ့အတွက်အင်္ဂါသာသမီမိတ်ဆွေအားလုံးအဆင်ပြေအောင်မြင်တိုးတက်ကြပါစေလို့ဥစွာမေတ္တာပို့ဆုတောင်းလိုက်ပါတယ်အင်္ဂါသာသမီမိတ်ဆွေမိတ်ဆွေတို့ရဲ့လက်ရှိ2025ခုနှစ်အော်တိုဘာလလကုန်ထိလက်ရှိမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာအရာရာကို စိတ်တိုင်းမကြခြင်းမျိုးတွေလက်ရှိရှိနေတဲ့နေရာမှာမပျော်ဘဲနဲ့တဏှာရာကိုယုံထွက်သွားခြင်းနဲ့စိတ်တွေပြည့်ထွက်သွားခြင်းနဲ့စိတ်တွေဖြစ်ပေါ်နေတယ်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့တဏှာရာတစ်ခုခုကိုပြည့်ထွက်သွားခြင်းနဲ့စိတ်ယုံထွက်သွားခြင်းနဲ့စိတ်ပြီးတဲ့လက်ရှိရှိနေတဲ့နေရာမှာမပျော်နေတာမျိုးလေးတွေကြောင့်ခီးသွွားခြင်းနဲ့စိတ်ခီးထွက်ခြင်းနဲ့စိတ်ဒီအဝေးတနေရာရောက်ခီးထွက်ရင်ကောင်းပါပဲဆိုတော့စိတ်ကလေးတွေတွေးခေါ်စဉ်းစားနေတော့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ ဒါကြောင့်အင်္ဂါတော်ကြီးမိတ်ဆွေတွေနဲ့လက်ရှိရှိနေတဲ့နေရာမှာမပြောဘဲနဲ့တနည်းအားဖြင့်ရုံထွက်ပြေးထွက်သွားကျင်တဲ့စိတ်တွေအဲလက်ရှိရှိနေတဲ့နေရာနေပြီးတော့ခရီးထွက်ချင်းပြောင်းလဲခြင်းအလုပ်ပြောင်းခြင်းနေရာတိုင်းနဲ့အလုပ်ကိုင်းနဲ့ပတ်သက်လို့အတိုက်အခိုက်တွေအပြိုင်ဆိုင်တွေများနေတော့ကာလာပိုင်ရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုပ်ကအလုပ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုအရာရာကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုတိုးတက်နိုင်ပါတယ် စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စမ်းစီစေးစား service နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အစုရှယ်ယာစုကြည့်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ယာဉ်လုပ်ငန်းကိန်းနဲ့ပတ်သက်ရင်အပြောင်းအလဲနဲ့တိုးတက်ခြင်းတွေရရှိနိုင်တယ်လို့ passport လုပ်ငန်း visa လုပ်ငန်းခရီးသွားပြီးပါရွေးခရီးသွားနဲ့ပတ်သက်တာတွေရှိတော့ဆောင်ရလောက်ဆောင်ရတိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိနိုင်ပါတယ်။ယာဉ်ထက်တာမျိုးလေးတွေကြောင့်နေရာထိုင်ခင်းအပြောင်းအလဲလေးတွေဖြစ်ရတာမျိုးလေးတွေယာဉ်တက်ခြင်းတွေကြောင့်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့နေရာသစ် OA အစ်တွေရရှိပိုင်ဆိုင်တာမျိုးလေးတွေ OA ချမ်းတွေအစ်စ်ဝယ်ရတာမျိုးလေးတွေပိုင်ဆိုင်ရတာမျိုးတွေတိုးတက်နိုင်လို့အထက်လူကြီးအကြီးအကဲတွေရဲ့အဲစွန့်ရလို့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရရှိတာမျိုးအဲအမွေရရှိတာမျိုးငွေကြေးနဲ့ပတ်သက်လို့ရှိရင်ထီကန်ဆန်းတို့ထီပေါက်တို့တိုးတက်နိုင်တာမျိုးလေးတွေ ထွန်တောက်တာမျိုးလေးတွေအကျိုးပေးအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းစားဖြစ်တဲ့အတွက်ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရေးအာသာကောင်းမှုပါတယ်ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့မိမိတို့အနေနဲ့အသိပညာအတတ်ပညာမျိုးတွေထက်လက်မှုပညာပတ်တည်မှာအသုံးချတာမျိုးလေးတွေမိမိတို့အနေနဲ့အတတ်ပညာဆိုလဲဆရာတို့ဟိုလိုဆိုရလို့ပေါ့လက်တွေ့ကြကြအသုံးချပြီးတော့ဆက်ရှုပ်တာမျိုးတို့ဘကုတ်ထုတာအစရှိတဲ့လက်မှုပညာနဲ့ပတ်သက်တဲ့အရာလေးတွေမှာရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရေးအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တော့အပိုင်ရှားကာလပတ်တာဖြစ်ကြောင်းထပ်လောင်းပြောကြားလက်ပြရစီခင်ဗျငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့ ငွေကြီးအကုန်ကြများနေရတယ်ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲလို့ဖြစ်နေတတ်ပြီးငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေကြီးကံနဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့အဲချီတာငါးလားမျိုးလေးတွေလက်လွန်ထားတဲ့ငွေကြီးလေးတွေမှာပြန်လဲပြောဆိုတောင်းဆိုပါရရှိတာမျိုးလေးတွေဂျုံရတတ်တယ်သို့သော် ်အလောင်းစားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးအဖွဲ့အစည်းသင်းပွဲနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးလေးကြုံရတတ်တယ်လို့ခရီးသွားကိစ္စလေးတွေကြောင့်ရင်းဆက်ပစ္စည်းကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လို့အကုန်ကြအများကြီးတတ်တော့ကာလဖြစ်တယ်အဲဒီသဖြင့်ကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါကျန်းမာရေးနဲ့ပတ်သက်လို့မဖြစ်မနေကျန်းမာရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးလေးတွေတော့ကြုံရတတ်သောကာလပိုင်းခြားဖြစ်ပြီးတော့ဘလောက်ပဲခက်ခဲစီကမှပြန်လဲအဆင်ပြေလာမယ့်ကာလပိုင်းခြားထိုးတက်နိုင်သောကာလဖြစ်တယ်လက်နောက်ထားတဲ့ငွေကြီးတွေမှာပြန်လဲတောင်းလို့ရပါတယ်အဲလက်နောက်ထားတဲ့ငွေကြီးတွေနဲ့ကိစ္စတွေနဲ့ပတ်သက်လာရင် မိတ်ဆွေတို့အနေနဲ့ဟိုအရာရာကိုရှေ့တိုးပြီးတော့တောင်းဆိုတာမျိုးဆုံးမယ်လို့ထင်တာလုံးဝကြီးပြောင်ပြန်လဲရရှိလာတာမျိုးတွေဂျုံကတက်တော့ကလာပိုင်းချဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကလာအပိုင်းချအတော်တွေမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့လက်ရှိကလာအပိုင်းချအတော်တွေမှာဆိုလုပ်ငန်းတစ်အလုပ်တစ်တွေနဲ့ပတ်သက်လို့ရှေ့တိုးဆောင်ရလှုပ်ဆောင်ဖို့ကောင်းပါတယ်မိဟောင်းဆွေဟောင်းလေးတွေကြောင့် စိတ်ညစ်ရတာမျိုးလေးတွေအလောင်းကစားကိစ္စလေးတွေကြောင့်နည်းနည်းလေးစိတ်ပန်းလူပန်းဖြစ်ရတဲ့တော့ကာလဖြစ်တဲ့အတွက်သတိထားပြုမှုဆောင်ရရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်အိမ်တွင်းရဲ့ပဋိပက္ခလေးတွေမိသားစုရဲ့ပဋိပက္ခလေးတွေမှာဂျားလူကိစ္စလေးတွေကြောင့်ပြဿနာလေးတွေပေါ်လာတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုလေးတွေမိမိတို့ရဲ့အိမ်တွင်းရဲ့ကိစ္စအဆင်မပြေမှုလေးတွေကိုအခြားသူကိုအကြောင်းပြုပြီးပြဿနာတက်ရတာမျိုးတွေကြုံရတဲ့အတွက်တော့မိသားစုအိမ်တွင်းရဲ့ပတ်သက်လာရင်ကိုကလှုပ်ပြီးနိုင်လှုပ်ပြီးလိုက်လှုပ်မပြီးနိုင်လို့ရှိရင်စိတ်စိတ်ကလေးနေတာမျိုးငြင်းငြင်းကလေးနေတာမျိုးအကောင်းဆုံးဖြစ်ပြီးတော့ ရီဗျူးစီရင်ရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပါစီဆွေမျိုးတာချင်းကိစ္စလေးညီကိုမောင်မကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်ညီကိုမောင်မကိစ္စဆွေမျိုးတာချင်းကိစ္စလေးတွေမှာဖြစ်နိုင်တတ်နိုင်အိမ်တွင်းကိစ္စလေးတွေမှာဝင်မပါတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာနော်ဒါကြောင့်မိတ်ဆွေတို့နေအဲ့ဒီအချက်လေးတွေကိုအဲတတိထားဆင်ခြင်ပြရန်လိုအပ်သောကာလပိုင်းခြားဖြစ်ကြောင်းနဲ့စိတ်စိတ်နေပြီးတော့စကားနဲ့ပြီးတော့ဝင်ပါလာအကောင်းဆုံးကာလပိုင်းခြားဖြစ်ပါလိမ့်မယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလအတိုင်းကမှာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့အဲမိတ်ဆွေတို့ရဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အိမ်တော်ကြီးမှာဆိုလို့ရှိရင်တော့ငကူကနားလည်မှုလွဲနေတာမျိုးလေးတွေ ချစ်လို့ဆောင်ရွက်ပြီးတော့ညှိနှိုင်းပြီးတော့ဆောင်ရွက်တာမျိုးလေးတွေပိုကောင်းပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့အိမ်အောင်ဘက်ကိုအကြောင်းပြုပြီးငွေဝင်လာတာမျိုးလေးတွေအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးငွေကြေးကံကောင်းတာမျိုးလေးတွေထောက်ကူရရှိတတ်သောကာလပိုင်းခြားဖြစ်ပြီးတော့ငဘောကဝေးကွာနေတော့အိမ်အောင်ရှင်များပြန်လည်ပြီးတော့တဲမှတ်တာမျိုးအဆက်အသွယ်ရတာမျိုးသတင်းကြားတာမျိုးလေးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ။သာသမိကိစ္စလေးတွေကြောင့်ပညာရေးအိမ်အောင်ရေးမှာနားလည်မှုဟိုလွဲနေရင်တော့ပြန်လည်တဲမှတ်လာတာမျိုးငွေကြေးကိစ္စလေးတွေကြောင့်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့အဆင်ပြေအောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပြီးတဲ့အခါအိမ်အောင်ဘက်ရဲ့ငဘောကဝေးကွာနေတော့အိမ်အောင်ဘက်ရဲ့ယာရုတို့လိုနီက တ်တာမျိုးနီးစက်တာမျိုးတွေတွေပြန်လဲစုံစည်းရတော့ကာလာအပိုက်ချဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြစီလူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်တော့မိမိချစ်တော်မြတ်လို့တော့သူ့ကိုဖွင့်ပြောဖို့အားနည်းနေတာမျိုးကိုချစ်တော်မြတ်လို့တော့သူမှာအတန်လျာစိတ်တွေများနေတာမျိုးဖွင့်ပြောရင်ကောင်းမလားဆိုပြီးတော့ဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွဖြစ်နေတော့ကာလာပိုင်းချာဖြစ်ပါလေခင်ဗျဝါလဲကျွတ်ပြီးဆိုတော့ဖွင့်လာပြောလိုက်တော့เนาะအဲဆိုတော့အစီအမီတော့ဆရာနာမင်္ဂလာရလာပြီပေါ့ ကောင်းပြီဆိုတော့အဲမိတ်ဆွေတို့တမီးစားနဲ့ပတ်သက်လာရင်တော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အဲတန်လျာစိတ်တွေများနေတာမျိုးလေးတွေကြောင့်အဲတယောက်ရဲ့စိတ်ကိုယ်ပေါ်မှာတယောက်ကလွှမ်းမိုးခြင်းနဲ့စိတ်ကလေးတွေကြောင့်တယောက်စကလုံးလေးတွေပြင်းထန်တာမျိုးအဲကိုကိုရဲ့မိမိရဲ့ချစ်သူကြီးစားပေါ်မှာတန်လျာစိတ်တွေများနေတာမျိုးလေးတွေကြောင့်တော့စိတ်ပန်းမှုပန်းစိတ်မောတူမဖြစ်ရတတ်တဲ့အတွက်လူငယ်တွေရှင်နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးလက်တွေ့ကြကြဆုံးဖြတ်ဆောင်ရွက်ပြီးတော့ သတိထားစင်ချင်းမှာဒါအပြင်မိတ်ဆွေတို့အနေနဲ့စကားပြောဆိုကိစ္စလေးတွေမှာအပြောဆိုကိစ္စလေးတွေမှာသတိပြုစင်ချင်းမှာလူကြီးမိဘလေးတွေနဲ့ပြောဆိုတဲ့အခါမှာဖြစ်စေသမီးစားနဲ့ပတ်သက်ပြီးတော့အရှိန်းနဲ့ပတ်သက်လို့အိမ်ထောင်ပြည်ပြန်ဆေးဆက်ရန်လက်ထပ်ရန်တိုင်းမင်ထားတဲ့မိတ်ဆွေများအဖို့ကတော့လူကြီးမိဘတွေနဲ့ပြောဆိုတဲ့အခါမှာတာမန်ထက်ပိုပြီးသတိပြု ပြောဆိုရန်လိုအပ်ကြောင်းနဲ့ဘာမှမဟုတ်တဲ့စကားလွဲအမှားလွဲလေးတွေအားနဲ့ပြဿနာကြောက်ဆက်လေးတွေဟာမပြီးနိုင်မစီနိုင်ရေရှည်ချီသွားတတ်တဲ့အတွက်တော့သတိပြုစင်ချင်းရအတွက်တော့လိုအပ်ပြီးတော့ဆေးဆက်ခြင်းကြောင်းလန်းခြင်းမျိုးလေးတွေမှာအတတ်နိုင်ဆုံးစင်ချင်မိဘမဖြစ်မနေပြောရမယ်ဆိုရင်တော့ မိမိတို့အနေနဲ့စိတ်စိတ်ကလေးနဲ့ထိထိရောက်ရောက်နဲ့တူတူတောက်တောက်ပြောတာဟာပုံမူကန်ကောင်းစီမဲ့ကာလာပိုက်ချဖြစ်ပါလေဆိုတဲ့ကြောင့်ထပ်လောင်းပြောကြလိုက်ရစေ။ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အနေနဲ့ဘလောက်ပဲခက်ခဲကြက်သေးစီကမှုအဲ့ဒီကျမကြီးနဲ့ပတ်သက်လာရင်တေလောက်အောင်ဖြစ်နိုင်စရာဘာမှမတွေ့ရဘူး။အခွင့်အလမ်းကောင်းတွေရရှိလာမဲ့ကာလာပိုက်ချဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့ကျမကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငဘူကကုလို့မရတဲ့ကိစ္စလေးတွေမှာစေဝါပြောင်းလဲဇေယအပြောင်းလဲတွေနဲ့ပြုတာမျိုးတန်ဋိဌာန်တစ်ခုခုချပြီးတော့အဋ္ဌိဌာန်တစ်ခုခုချပြီးတော့ အဲဟိုအတိတ်ကံကလေးနဲ့ဘာသာရေးတခုခုရဲ့အထောက်အကူကိုရရှိအောင်စွမ်းဆောင်တာမျိုးလေးတွေကြည့်ကြောင်မိမိတို့အနေနဲ့ခက်ခဲနေတော့ကျမ်းမာရေးငကုကစီဝါနဲ့ကုသနေတော့ကျမ်းမာရေးတွေမရတဲ့အခါမှာငါတို့အတိတ်ကံလေးတခုခုကိုဝင်ပြီးတော့ကုမယ်ဆိုတဲ့စိတ်ကလေးနဲ့အတိတ်ကံလေးတခုခုပြုခြင်းတန်တိတ်ထန်ရှာခြင်းလေးတွေသို့မဟုတ်ရင်မမညာတော့အဆောင်ချောက်တွေကိုမေတ္တာပို့အကူအညီတောင်းပြီးတော့စီဝါကြောင့်လည်းဆရာတော်ပြောင်းနေတဲ့ကုတာမျိုးဖြစ်စီဆရာတွေ့ဦးလဲတချို့ဆရာလူကြီးတွေဆိုချင်းစေးတောက်တဲ့အခါမှာ तू ကနာမည်နှာခေါင်းလေးတစ္ဆာပြုပြီးတော့မှ तू ကတောက်တဲ့အခါဒီစေးဟာတာမထက်ပို့ပြီးတိုးသွားတော့စေးလေးတွေဖြစ်တာမျိုးမိမိတို့အနေ နဲ့ဖုန်းကြီးကိုယဟန်လိုအဆရှိတဲ့ပုံကိုယ်တွေနားမှာအဲဆရာတို့မေတ္တာတက်ခံပြီးတောင်းတာမျိုးသူမဟုတ်တစ္ဆာပြုပြီးတော့လောက်တာမျိုးအတိတ်ခံပြုပြီးတော့ကျမ်းမာရေးမှာဖြစ်နေသောယောဂါတွေကိုပျောက်ပြင်းအောင်ဟူတာနိုင်သောကာလပိုင်းခြားဖြစ်တယ်ဆိုတဲ့အကြောင်းအင်္ဂါသတ္တမိတွေလည်းပြောပြတယ်အချို့ပြီးကံကောင်းစီတော့နေသားအနေနဲ့ဆိုရင်တော့ဇာစာပရိသသမီးစနိဒသမီးတွေဟာအင်္ဂါသတ္တမိမိတ်ဆွေတွေကိုကံကောင်းပြီးတော့တိုးတက်နိုင်သလိုအချို့ပြီးတော့အယောင်ဟာအညိုယောင်အပြာယောင်အစိမ့်ယောင်ဖြစ်ပါတယ်အချို့ပြီးကံကောင်းစီတော့အယက်ဟာ မြောင်စုစုရဖြစ်ပါတယ်ဒါပြင်မိတ်ဆွေတို့အဆက်ဆက်ရရအရေးကြီးသောကိစ္စတွေကိုပြမှုဆောင်ရတဲ့အခါမှာ0ကနန်းလို့1ကနန်းလို့ကိုကနန်းလို့ပါမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်မိတ်ဆွေတို့ရရောင်းကုန်တွေအယောင်းတွေအယောင်းဖတ်စီဖို့အတွက်မိမိတို့ရကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ခုနှစ်ချက်တိတိထိတွေ့ရိုက်ပို့ပြီးတော့ရောင်းထွက်ပါစေဆိုဆုတောင်းရင်ရောင်းငွေကောင်းပြီးတော့အဆင်ပြေအောင်ပြီးလို့တက်မှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအဆင်ပြေစေရမိတ်ဆွေတို့နဲ့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကလေးငယ်ကလေးတွေကိုချိုးကျင်ကလေးတွေကျွေးပြီးတော့ ငွေဝင်ပါစေဆိုပြီးတော့ကလင်းအချိန်ခရရနေစုတော့မြေကလင်းငယ်လေးတွေကိုချိုးခြင်းတွေးတာမျိုးလေးတွေဟာမိတ်ဆွေတွေရဲ့ငွေကြေးကံကောင်းမှုပြီးအဆအဆရအောင်မြင်တိုးတက်မယ်ဆိုတဲ့အကြောင်းပြောလိုပါတယ်။ဇာမင်းမိတ်ဆွေတွေအားလုံးမိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလိုရာကိစ္စမပြုမီမှာတောက်ခေါက်သွားတာမျိုးစုတ်တက်သွားတာမျိုး ဆိုပဲအဲ့လိုနမိတ်ဆောင်ပြီးတော့သွားတာမျိုးလေးစုတ်တက်သွားတာမျိုးမီတွန်တောက်တိသွားတော့အရာလေးဒီမှာပုံမအားတာတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဇန်ကနားဖြစ်နေမိကြည့်ရင်ခွန်ကိုတုံများနဲ့ကိုတုံများလေးတခြား7902904116 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်9653 5050 5050နဲ့မှာလဲဆက်သွယ်နိုင်ကြောင်းနဲ့အင်္ဂါ၄အစင်သာနောက်တော့မှပြန်ဆုံကြပါမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်